မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့အော်တိုဘာလ29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အမှုပညာအမိခံအကြမ်းဖက်စစ်တပ်ရဲ့လက်ကင်ဒုတ်တွေကိုပြင်းထန်စွာအေးအေးဆောင်ရွက်သွားမယ်လို့ရန်ကုန် UG အဖွဲ့၅ဘွဲ့ကသတိပေးထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်သူကတာဝန်ကျေသလိုကျွန်တော်တို့ရန်ကုန်ယူဂျီများအနေနဲ့အញ្ញံစားဝါရဖြန့် ဘောမအမှုပညာရှင်များရဲ့အချက်အလက်များကိုရရှိထားပြီးတော့လူလူနဲ့ရေတော်ပုံကိုစော်ကားခဲ့တဲ့အဲ့ဒီသူတွေရဲ့နောင်ဖြစ်လာမဲ့ကိစ္စအရရက်ကိုပြည်သူလူထုရဲ့တရားစီရင်ခံအဖြစ်နဲ့သတ်မှတ်ပြီးတော့ပြင်းပြင်းထန်ထန်စတင်အရေးယူမှဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတော်အပေါ်ပြည့်ရပြုစော်ကားခဲ့တဲ့အညံစာအဖျင်းစာအောက်တန်းစာဝါရဖြတ်နဲ့ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ နေတိုးမြင့်မြတ်နေဝင် အေဂျင့်မောင်ချူလီမင်းမြင့်မို့အောင်ခိုင်ငပြောကျော် အောင်တိုးနိုင်လင်းတွက်လက်စူပါလဲမင်းညိုအောက်ကာပြန်ကြီးရဲရင်ရောပြောအောင်စင်ဖြိုးစတဲ့အောက်တန်းစားတွေကို white cock နဲ့ social punishment နဲ့ပြင်းပြင်းထန်ထန်လူမှုရေးပြည်တံခတ်ကြဖို့အတွက် ရန်ကုန်ယူဂျီများကပြည်သူလူထုတရက်လုံးကိုတိုက်တွန်းထားပါတယ်အဲ့ဒီအမှုပညာအမြင်ခံတွေရဲ့လောက်ရဟာအချမ်းပတ်စိတ်ခွေးအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးတော့ယုံကြည်ချက်ကြောင့်တော်လန်နေတဲ့လူငယ်တွေကိုစော်ကား လူလူအရေးတော်ပုံကိုပုံဖြတ်ကအမေရိကန်စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့လူလူရဲ့အသက်အိုးအိမ်တွေကိုနေစဉ်မိရှုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ခွေးအုပ်စုဘက်ကစစ်ရာဇဝတ်မှုတွေကိုထပ်မံကျူးလွန်လာအောင်ထောက်ခံပြီးတော့အားပေးအားမြောက်ပြုနေတာပဲဖြစ်တယ်လို့ပြောပါတယ်။ရန်ကုန် UG အဖွဲ့တွေဖြစ်တဲ့ရန်ကုန် Army 1A, Dark Shadow, Operation Flame OF, Mother Sand, Yangon Force နဲ့ Broken System အဖွဲ့တွေက အဲ့ဒီအောက်တန်းစားအမှုပညာအမိခံအကြမ်းဖက်စစ်ခွေးအုပ်စုတွေကိုပြင်းပြင်းထန်ထန်စတင်ပြီးတော့အေးအေးယူမှဖြစ်တယ်လို့သတိပေးပြောကြားလိုက်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းနှုံမြို့နယ်မှာတိုင်းအဆင့်ရဲမှုလိုက်ပါလာတဲ့ကားလေးစီးပါတဲ့ရဲနှန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာစစ်ခွေးတွေဘက်က၄ဦးသေဆုံးပြီးတော့ခဲယံတချို့ကိုတိမ့်စီရရှိကာကားတစ်စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့နေ့လယ်12:50မိနစ်ခန့်မှာမင်းနှုံမြို့နယ်မဲဆလီကျေးရွာနယ်ဝန်ရင်းကျေးရွာကြားမှာရှိတဲ့ပသိမ်မုံရွာလမ်းပိုင်းပေါ်မှာ မင်းတို့မျိုးဘက်ကနေဝန်ရင်းကြီးရွာဘက်ကိုမောင်းနေလာတဲ့တိုင်းအဆင့်ရဲမှုလိုက်ပါလာတဲ့ကားလေးစီးပါတဲ့ရင်နှန်းကိုတော်လိုင်းတပ်ဖွဲ့များက မိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာ4 week တစ်စီးဟာမိုင်းထိမှန်ပြီးတော့မောင်းပြေးသွားပြီးအဲ့ဒီကားကိုမောင်းပြေးသွားရာကိုတော်လိုင်းတပ်ဖွဲ့များကလိုက်လံပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာကားပေါ်မှာပါလာတဲ့စစ်ခွေးတွေကမိုင်းထိမှန်ထားတဲ့ကားကိုရပ်ထားခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုကျန်တဲ့ကား3စီးပေါ်ကိုတင်ဆောင်ပြီးတော့ထွက်ပြေးမောင်းနေသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာ အချက်ဘတ်စစ်ခွေးတွေဘက်ကမျက်မြင်၄ဦးထိခိုက်သိမ်းဆုံးနိုင်ပြီးတော့၎င်းတို့စီကနေ 7.62G 88တောင်း G3G 24တောင်းကာဘိုင် G 18တောင်းစစ်သုံးဆောင်ပစ္စည်းတချို့နဲ့ငွေသား၃သိန်းကျပ်တို့ကိုလည်းသိမ်းဆည်းနိုင်ခဲ့က၎င်းတို့ထားခဲ့တဲ့ကားတစ်စီးကိုလည်းမီးရှို့ရှင်းလင်းလိုက်တယ်လို့ပြောပါတယ်ကျွန်တော်တို့ရထားတဲ့သတင်းအရလူကြီးလမ်းကြောင်းဖြတ်မယ်တိုင်းအဆင့်ရဲမှုပါမယ်လို့ပြောတယ် ်မကွေးတိုင်းရဲမှုဆိုတာလားတော့ဆက်လက်ပြီးတော့အတီးပြုတ်ဆဲပါကားလေးစီးဖြတ်တဲ့အခါမှာကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်တာမှာဒစီးထိသွားတယ်အဲ့ဒီဒစီးမှာပါလာတဲ့ကောင်တွေက၄ဦးထက်မနည်းထိခိုက်သေးဆုံးနိုင်တယ်အဲ့ဒီဟာမှာတိုင်းမိုးအစ်ပါမပါဆိုတာကတော့ဆက်လက်စုံစမ်းနေဆဲပါကျွန်တော်တို့စိုးမိုးထားတဲ့ဒေသတွေမှာဒီထက်ပိုတဲ့စီးရဲလှုပ်ရှားမှုတွေစစ်ကောင်စီလှုပ်လာမဲ့ရွေးကောက်ပွဲတွေအရာတွေကိုတိုက်ခိုက်သွားဖို့လှုံ့ဆော်မယ်လို့တရက်ခေယအမလေးတိုင်ရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြန့်ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် အကြမ်းဖက်စစ်ခွေးတက်ကမင်းတို့မျိုးအဝင်ငားမိုင်စစ်စေးရိတ်ဂိတ်ကနေလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ဒေသခံပြည်သူများနဲ့ခီးသွားပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ရန်ကားနေမှုများကိုဂရုစိုက်နေထိုင်သွားလာကြရန်တရက်ခရအမတ်လေးတရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်တောပုတ်ရွာကပြူစောသေးတွေစက်ကြီးကောက်ဖို့ထွက်လာတဲ့အချိန်မှာတော်လိုင်းရဲတပ်ဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ26ရက်နေ့မနက်6:40မိနစ်လောက်မှာစက်ကြီးကောက်ဖို့အင်အား20ဝန်းကျင်နဲ့ခြေကျင်ထွက်လာတဲ့ပြူစောရီတပ်သားတွေကိုမုံရမန္တလေးလမ်းမကြီးတနေရာအရောက်မှာတော်လိုင်းပူပေါက်တပ်ဖွဲ့တွေကပရိသာမိုင်း၃လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ရာတယောက်သေဆုံးပြီးတော့6ယောက်ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ပြောပါရယ်။သေတဲ့သူတွေဒဏ်ရာရတဲ့သူတွေကိုကားနဲ့လာတယ်ပြီးတော့ဈေးရုံသွားပို့တယ်လို့ကြားတယ်ဗျ။သေဆုံးတာနဲ့ပတ်သက်ပြီးမြန်မြန်ပြည်သူများထံကနေသိရတာပါ။ ဒီကောင်နေစက်ကြီးကောက်တာကနေရာတိကျမရှိဘူးလို့ Chimney Fighter Group CFG တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Braveheart Army BH မုံရွာ Dynamite SDF နဲ့ Chimney Fighter Group CFG တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြပြီးတော့မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ပြူစောတိတပ်သားတချို့တောပုရွာတဲကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်။အော်တိုဘားလ၄ရက်နေ့ကလည်း Chenray Fighter Group CFG ပူးပေါင်းတပ်ဖွဲ့ကမုံရွာမန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေစီကနေပြီးတော့ငွေကြေးကောက်ခံနေတဲ့စစ်ခွေးအုပ်စုကိုအဝေးထိမ်းမိုက်နဲ့တိုက်ခိုက်ခဲ့တာကြောင့်စစ်ခွေးတပ်သား၃កောင်တိုက်ဆုံသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့မြို့နယ်၄ခုမှာအုပ်စုဖွဲ့ပြီးတော့ ဂရန်မြေပါမစ်အတုပြုလုပ်ပြီးရဲတပ်ဖွဲ့အုပ်ချုပ်ရေးမှုနဲ့အင်ချမ်းမြေပွဲစားတချို့ပူးပေါင်းကာအင်ချမ်းမြေလိန်လေရောင်းချမှုတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဂုံမြို့တဲစိတ်ကမ်းမြို့နယ်၊ဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်၊ဒဂုံမြို့တဲမြောက်ပိုင်းမြို့နယ်နဲ့ဒဂုံမြို့တဲအရှေ့ပိုင်းမြို့နယ်တို့မှာအုပ်စုဖွဲ့ပြီးတော့ဂရန်မြေပါမစ်အတုများကိုပြုလုပ်ပြီးအင်ချမ်းမြေများလိန်လေရောင်းချပြီးတော့ငွေကြေးများလိန်လေနေတယ်လို့သိရပါတယ်။အခုလိုလိန်လေခံရမှုကိုရဲစခန်းကိုတွားရောက်တိုက်တန်းမှာက ပါမေးအတုပြုတ်လို့သူအဖွဲကအဲ့ဒီငွေနဲ့ငါးစာညီမြတဲ့စာရွက်စာတမ်းထပ်မံအတုပြုတ်လို့ကရဲစခန်းမှာပြန်လဲအမှုဖွဲ့ပြီးတော့ဖမ်းခိုင်းနေတယ်လို့သိရပါဗါးစာချုပ်စာတမ်းအတုထိလို့ငွေလိန်ခံရတဲ့သူတွေကရဲစခန်းမှာအမှုသွားဖွင့်ရင် ငွေလိန်တဲ့အုပ်စုကအမှုလာဖွင့်တဲ့သူကိုအဲ့ဒီငွေရဲ့ငါးစားနဲ့ညီတဲ့လက်ရည်လက်မှတ် အတုတွေထပ်လုပ်ပြီးတော့အမှုပြန်ဖွင့်ပြီးရဲကိုပြန်ဖမ်းခိုင်းနေပါတယ်ရဲကလည်းခမားမှုကိုခမားပြန်ယုတ်သိမ်းမလားအမှုပြန်ဖွင့်တာကိုခံမလားဆိုပြီးတော့ချင်းချောက်ပါတယ်လို့ဒဂုံမြို့တင်မြောက်ပိုင်းမြို့နယ်မြို့မရဲစခန်းမှာအမှုဖွင့်ခဲ့တယ်လိန်လယ်ခန်းသူတအူးကပြန်လည်ပြောပြထားပါတယ်အခုလိုမျိုးပါမင်းမြေစာရွက်စာတဲ့အတုပြုတ်လုပ်ကလိန်လယ်တဲ့အဖွဲ့များထံက မြို့နယ်ရဲတပ်ဖွဲ့မှုနဲ့ရဲစခန်းမှုများကိုတိုင်လာစဉ်ခြေအဖြစ်နဲ့ပတ်စံရယူထားပြီးတော့စာပြစာတမ်းအထူးများနဲ့ရဲစခန်းကိုလာရောက်အမှုဖွင့်သူများရှိပါကအမှုဖွင့်ရန်အတွက်အချိန်ဆွဲခြင်းစာပြစာတမ်းခြေဆိုပြီးတော့၁၀သိန်းကနေ၃၀အထိရဲတွေက တောင်းခံနေတယ်လို့သိရပါတယ်။ငွေအလိန်ခံရတဲ့သူတွေရဲ့အမှုတိုင်ကြားစာမှာဖော်ပြထားတဲ့စည်ရင်အတိုင်းရဲကပတ်စံတောင်းတာပါရဲဘက်ကဖမ်းပေးရမယ်တရားခံက၁၀ဦး၁၅ဦးဆိုရင်စခန်းမှုနဲ့အမှုစစ်ရဲတွေကပေးတဲ့ငွေပေါ်ကြည့်ပြီးတော့ ဘယ်နှစ်ယောက်ပဲဖမ်းပေးလို့ရမယ်ဆိုတာမျိုးတွေလုပ်တယ်ငွေအလိန်ခံရတဲ့သူကဥပမာသိန်းတစ်ထောင်အလိန်ခံရတယ်ဆိုရင်ရဲစခန်းမှုကိုသိန်းတရာပေးမှချက်ချင်းအမှုဖွင့်ပေးတာအဲ့ဒီလိုမျိုးပေးမှတကယ်ကိုနိုင်ငံရေးအမှုကြီးလိုမျိုးအိမ်ပေါ်မှာရှိသမျှလူတွေအကုန်ဖမ်းပေးတာငွေနည်းနည်းပဲပေးရင်တကယ်တရားခံအစ်စ်ကိုမမိဘူး မဆိုင်တဲ့သူတွေကိုရှောက်ဖမ်းတယ်မဆိုင်တဲ့သူဆိုတော့ကလက်မှတ်တစ်ခါထိုး3သိန်း5သိန်းရတယ်ကိုယ်စားလဲသမားတွေကိုပဲဖမ်းတာခေါင်းဆောင်ကိုဖမ်းမပေးဘူးလို့အဲ့ဒီဖြစ်စဉ်ကိုသိရှိနေတဲ့အငိမ့်စားရဲအရာရှိတအုပ်ကရှင်းပြထားပါတယ်အလင်းခံသူများအနေနဲ့ရဲစခန်းမှာတွားရောက်ပြီးတော့အမှုဖွင့်ရမှာရဲစခန်းကတောင်းခံတဲ့ငွေကြေးကအရန်အများပြနေတဲ့အတွာအမှုမဖွင့်ပဲဆုံးရှုံးခံလိုက်ရတဲ့သူတွေလည်းရှိတယ်လို့ပြောပါတယ်ရဲစခန်းတွေအနေနဲ့ပတ်စံမပေးရင်အကြောင်းမျိုးမျိုးပြကအချိန်ဆွဲခြင်း ငွေကြေးလိမ်လည်သူများထံကိုပြန်ပြီးတော့ရဲတွေကသတင်းပြန်ပေးခြင်းတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်အမှုလာဖွင့်သူများကိုစာရွက်အလွတ်ပေါ်မှာလက်ရေးလက်မှတ်များထိုးခိုင်းကစာရွက်စာတမ်းအတုပြုလုပ်သူများနဲ့ပူးပေါင်းပြီးတော့ထိုင်မှန်အတုပြုလုပ်ကအမှုဖွင့်ခြင်းငွေကြေးပြန်လည်တောင်းခံခြင်းများကိုလည်းလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။တချို့အမှုပြန်ဖွင့်ခံရတဲ့သူကစာရွက်စာတမ်းအတုတွေနဲ့ပြန်ပြီးတော့အမှုဖွင့်ခံရတာပါရဲကလည်းအတုဆိုတာသိတယ်ဒါပေမဲ့တစ်ဖက်ကပတ်စံယူထားတာကို အမှုလဲဖွင့်ပေးတယ်ရဲစခန်းရဲ့ပနံပါတ်လဲထွက်ထားတယ်အဲ့ဒီလိုဆိုတော့အချိန်မရွေးအချုပ်ထဲထည့်လို့ရတယ်လို့ရဲကပြောပြီးတော့ငွေညစ်ပါတယ်အမှုဖွင့်ခံရတဲ့သူကစာမျက်စာနဲ့အထောက်ထားတွေပြပြီးပြောလဲမရဘူးတကယ်ကစာချုပ်အတုတွေလက်ရေးလက်မှတ်အတုတွေလုတ်ပြီးတော့ အမှုလာဖွင့်တဲ့သူကိုရဲစခန်းနဲ့ပေါင်းပြီးတော့ပြန်ပြီးအမှုဖွင့်လာလို့အမှုလိုက်ရှိနေသူကပြောပြထားပါဗျ။ဒဂုံမျိုးတဲ့မျိုးနယ်၄ခုမှာမြေစင်းနှုံများဟာတဟုံတို့မြင့်တက်နေပြီးတော့ပေ၂၀60မြေခွက်အလွတ်တော်မှာသိန်း3000အထိဈေးပေါက်လာတယ်လို့ပြောပါဗျ။ဒါကြောင့်မြေဝယ်လူသူများများပြားလာတဲ့အချိန်မှာလိမ့်လေရောင်းချသူများနဲ့ဂရမ်မြေပါမြင့်မြေအတုပြုတ်သူများဟာအလွန်များပြားလာတယ်လို့ဈေးခွက်အတွင်းကစုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာကင်းပတ်နေတဲ့စစ်ကားတစ်စီးကိုပြစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ခွေးတွေဘက်ကနှစ်ကောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ29ရက်နေ့နေ့လယ်7:00နာရီအချိန်ကမှမုံရွာမြို့ပေါ်မှာကင်းပတ်နေတဲ့စစ်ခွေးကားတစ်စီးကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးနှကောင်တိတ်ဆုံးသွားတယ်လို့ပြောပါတယ်။မုံရွာမြို့တွင်မစ်ရှင်တစ်ခုပေါ်ဆောင်ဖို့အသွားကင်းပတ်လာတဲ့စစ်ခွေးကားနဲ့တွေ့လို့ထိတွေ့မှုဖြစ်တာပါ။နှကောင်တိတ်သွားတယ်။အဲ့ဒီတိတ်သွားတဲ့စစ်ခွေးနှကောင်ကိုလမ်းပေါ်မှာပတ်လက်လေးထားထားတယ်လို့မုံရွာခရိုင်အမတ်လေးတိုင်ရင်ကတောင်းရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းပခောင်းမြို့နယ်အုပ်ချုပ်ရေးမှူးအောင်းတိုင်းသူဦးဦးဆောင်တဲ့ကူစောတိအဖွဲ့ကမြို့ပေါ်ရက်ကွက်များမှာနေအိမ်တကားကိုပါရိုက်ဖွင့်ပြီးတော့အစင်းစစ်စေးကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပခောင်းမြို့နယ်အုပ်ချုပ်ရေးမှူးအောင်းတိုင်းသူဦးဟာစစ်တပ်ကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းတဲ့အချိန်ကစတင်ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတယ်လို့သိရပါဗျ။ ်အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးမှုများကိုပောက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးအောင်နိုင်သူဦးစီမံဘုံမှူးတိုးနိုင်ထောဒူဦးစီတီဟဆိုရင်ရုံစရီကန်ထူးတို့ကစူပေါင်းလှုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိအချိန်မှာအုပ်ချုပ်ရေးမှူးအောင်နိုင်သူဦးဦးဆောင်တဲ့ပြူစောတီအဖွဲ့ဟာမြို့ပေါ်ရက်ကွက်များမှာနေအိမ်တွေကိုတကားပါရိုက်ဖွဲ့ပြီးတော့အဲဆင်းစစ်ဆင်းမယ်ဆိုပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှိမှုများပုံပုံဆိုးဝါးစွာလှုပ်ဆောင်လာတယ်လို့ပြောပါတယ် ်အခုလိုမျိုးဖန်းစီငွေညှိမှုများကနေရရှိလာတဲ့ငွေကြီးများကိုထွေအုပ်ကြီးဆိုပြီးတော့ဒူဦးစီတီဟဆွေကငွေကျပ်350နဲ့ပြူစောတီခေါင်းဆောင် နေကြောက်ခဲဆိုတဲ့အောက်တန်းစားက350ယူဆောင်သွားတယ်လို့ပြောပါတယ်ပေါခေါင်းမျိုးပေါ်မှာအုတ်ချုပ်ရဲမှုအောင်းနိုင်သူဦးကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတော်တော်ကိုဆိုးလာပါတယ်အခုကသူတို့စောင့်ဖမ်းတာလူသိမ့်မရတော့ညာဘက်ဆိုရင်အဲဆင်းကိုအကြောင်းပြပြီးတော့ အိမ်နေတဲ့နေအိမ်တွေရဲ့တကားတွေကအကုန်ရိုက်ဖွဲ့ပြီးပေါ်တာဝင်ဆွဲဝင်ရောက်ဖမ်းဆီးတာငွေညစ်တာတွေလှုပ်ဆောင်နေပါတယ်ပြည်သူတွေခမားလဲညဘက်ဆိုကောင်းကောင်းမအိပ်ရဘဲနဲ့ကြောက်လန့်နေကြရတယ်ညဘက်ရောက်ရင်အဲစင်းလာစစ်မာကိုလက်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အောက်တန်းစားအုတ်ချုပ်ရေးမှုအောင်နိုင်သူဦးဦးဆောင်နဲ့ပြူစောတိအဖွဲ့ဟာပေါခောင်းမြို့ပေါ်လမ်းစုံများနဲ့စစ်စေးရိတ်ဂိမ်းများကိုအင်းစည်းကားတွေနဲ့နေစဉ်လှည့်ပတ်ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရေကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်စကိုင်းတိုင်းကံဘလူမြို့နယ်နဲ့စာလင်းကြီးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချမ်းပတ်ဆက်တက်ကဆက်တက်လေးထီလေရည်များနဲ့ဘုံကျဲတက်ခတ်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ28ရက်နေ့ညနေ4:22မိနစ်အချိန်ကမှပခုတ်ကူမြို့တပ်မတရားတက်ကနေတက်လာတဲ့ဆက်တက်လေးထီနှစီက ကမ္မမြို့အရှိတ်မှာရှိတဲ့ရေလာကြီးရွာတင်းကြိုင်ကုန်းနယ်ဗျိုင်းချင်းကျောင်းတောင်ဘက်ကိုလေကျောင်းတက်ခတ်မှုနှစ်ချိန်ပြုတ်လုခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကျောင်းတက်ခတ်မှုအတွင်ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါဗျ။အလားတူပဲသခိုင်းတိုင်းကန့်ဘလူမြို့နယ်ချက်တင်းတိုက်နယ်အတွင်းမှာရှိတဲ့ကြီးရွာတရွာကိုလည်းအကြမ်းဖက်စစ်တပ်ရဲ့ဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးကအော်တိုဘာလ28ရက်နေ့ည8:00နာရီအချိန်ကမှလေကျောင်းတက်ခတ်မှုပြုတ်လုသွားတယ်လို့သိရပါဗျ။ ်ဂျမတ်စစ်ခွေးတပ်ရဲ့လေကြောင်းတက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါရယ်ဒါအပြင်အော်တိုဘားလ26ရက်နေ့ကလည်းစာလင်းကြီးမြို့နယ်ရေခါရွာကိုဂျမတ်စစ်တပ်ကစစ်တပ်လေထီးနဲ့ဘုံးကျဲတက်ခတ်ခြင်းကြောင့်နေအိမ်များပျက်စီးသွားတယ်လို့သိရပါရယ်ဂျမတ်စစ်ခွေးတပ်ကတမန်ကြား PDF အဖွဲ့ခေါင်းဆောင်ကိုမဲကြီးရဲ့နေအိမ်နဲ့ပတ်ဝန်းကျင်ကို ဘုံရှစ်လုံးကျဲချခဲ့ခြင်းဖြစ်ပြီးတော့ကိုမဲကြီးအိမ်နဲ့အနီးမှာရှိတဲ့အိမ်တွေလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗါးလူတွေတော့မထိဘူးဗျအိမ်နှလုံးပဲထိသွားတာဆက်တက်လေးထိနှစီးနဲ့ဘုံရှစ်လုံးချသွားပါတယ်လေးလုံး꿰ပြီးတော့နှလုံးမ꿰ဘူးခက်ဝေးဝေးမှာတော့နှလုံးသွား꿰တယ် PDF ခေါင်းဆောင်ရဲ့နေအိမ်ကိုစက်တက်လေးထီးနဲ့ဘုံလာကျဲတာလို့ဒေသနေပြည်သူတို့ကအတိအပြုပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ